ကြည်ကျွန်တော်တို့ verb plus preposition မှာအဲ့တော့ verb ရဲ့နောက်မှာ preposition like ကိုလိုက်ရမယ့်စကားလုံးရှိ believe in လာပြီနောက်တစ်လုံး believe in အတန်တော့ဘယ်လိုသတ်ရမလဲ believe in ညီမလိုပါလဲယုံကြည်သည်ဒါဆိုရင်ကျမတို့ယုံကြည်ရလို့ပြောရင် believe in လေးသုံးမယ်ဟုတ်လားငါကမင်းကိုယုံကြည်ရဆိုလို့ပြောမလား i believe in you ဒါနော်တခါလေးကြလို့ဆိုရင် i believe you လဲတော့ဒါပေမဲ့ believe in ကကြတော့နက်နက်နဲနဲဆူဆူရှိုက်ရှိုက်ယုံကြည်တာကိုကပြောတာ i believe you ဆိုရင်ငါနင့်ယုံဒါပဲဒါပေမဲ့ believe in လို့သုံးလို့ရှိရင်ကျမတို့ဒီသူ့ရဲ့စွမ်းအင်သို့မဟုတ်သူ့ရဲ့လုံဆောင်မှုတခုခုကိုကျမတို့ယုံယုံကြည်ကြည်နက်နက်ရှိုင်ရှိုင်လောက်တာခုမငါကအာတရေရှိတယ်ဆိုတော့ယုံတယ်ဒါဆို i believe in ghosts အဲ့တော့ i believe in ghosts ဟုတ်နော် i'm scared of ghosts I believe uh now မှာ that နဲ့ဆက်ပြီးတော့သုံးရတဲ့ဟာရှိရဲ့အဲ့ဒါဆိုရင် in မလို့တော့နော်နောက်တစ်ခုကကြတော့ကျမတို့ဗုဒ္ဓဘာသာကိုးကွယ်ရမှာလားဒါဆိုရင်ငါဗုဒ္ဓဘာသာကိုဗုဒ္ဓကိုငါယုံတယ်ဆိုဘယ်လိုပြောမလဲ I believe in Buddha ခုမှ Jesus ကိုယုံတဲ့လူတွေရှိတယ် Christian တွေပေါ့အဲ့ဒါဆိုရင်ငါ Jesus ကိုယုံတယ်လို့ပြောရင် I believe in I believe in Jesus I believe Jesus လို့တော့မရအောင် I believe in God yes yeah နော် တော့ပါတော့နော်အဲ့တော့ believe နဲ့သုံးလိုက်ရတာရှိရ believe in လို့သုံးလိုက်ရရှိအခုဆင်မသည် proposition နဲ့တွဲသုံးရတာဖြစ်လို့ believe in ကိုပဲတွဲသုံးမယ်နော် believe in နည်းနည်းဆန်းဆန်းယုံအောင်ပြောတာနော်ဟုတ်လားနောက်တစ်ခု depend on depend on ဆိုပါလဲမိခိုးတာတရားရောက်ကိုရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်မိခိုးတာကိုပြောတာနော် depend on ဘယ်လိုသမ်းထားမလဲ depend on နောက်တစ်ခု wait for wait for ဆိုပါလို့တော့ sound ah wait တလုံးနဲ့သုံးလို့မရ i wait you ရလား No, Mia, I wait for you. Mami, you sound like so. I'm waiting for you. I'm waiting for you. I'm waiting for you. No? I'm a wait. Nya na ma ba la ya ma le for. Ta ka ra ma, ta ka ra ma listen. To. Listen ya na ma ba la. To like nga ta chin na thong ne. Ta so. Yes, I listen music ya la. Mia, to like ko like pe ya. No? Ero I listen to music. တော့ပါပြီနော်ဟုတ်ပြီအောက်က example လေးကြည့်ရအောင်နံပါတ် A ဖတ်ရအောင်ငါမင်းရဲ့စွမ်းရည်များကိုငါမင်းရဲ့စွမ်းရည်များကိုယုံကြည်ရဲ့ဒါဆိုရင်ငါဆိုတော့အာယုံကြည်ရအောင်ပြော B E L I E V M S R ဘာမှမပါဘူးနော်မချုပ်သွားနဲ့နော်ဒါဒီ verb တီးတန့်နော် verb to be မဟုတ်ဘူးနော် I believe เออဟုတ်လားမင်းရဲ့စွမ်းရည်ဆိုတော့ you are ability a b i l i t i e s abilities အဲ့ abilities ဒီဘယ်ရလာရလဲဆိုတော့ A B I L I T Y ကနေလာတာ ability ဆိုတာစွမ်းရည်တစ်ခုဒါကစွမ်းရည်အများကြီးအဲ့တော့ Y ကို ဖြုတ်ပြီး I E S ထည့်လိုက်တာသိလားသိလားသိရနော်နောက်တစ်ခုနံပါတ်2ဖတ်ရကလေးများကလေးများကလေးများဒီသူတို့မိဘများကိုမိခိုးသည်ကလေးရဆိုတော့ children ဟာလာပြန်ပြီဖတ်ပြုတ်ပြီးမပါပါဘူးဆိုမှဘယ်က R ထွက်လာတာရော children deep ဘယ်ကအက်စတမတော်ချွေးရမ်းများခိုင်းလေဟုတ်လားခုနလေးကပဲရှင်းလိုက်တယ်ဘက်တူဝီမပါပါဘူးချွေးရမ်းအာဒီပန်းလို့ရှိလား नो မရဘူးဒီနေရာမှာ verb တည်ကျွန်မတို့ verb ကိုပါထားပြီးသားဆိုရင် verb တူဝီလုံးမလားလိုတော့မလိုတော့ဘူးဒါဒီ verb တည်တတ်မယ်တော့မနော်ပြော children depend on their parents ဟုတ်လားဟုတ်လားနောက်တစ်ခု ငါတို့ဆရာမကိုအမြဲနာထောင်တယ်ဆရာမပြောစကားအမြဲနာထောင်တယ်ဆရာမပြောတဲ့အတိုင်းလိုက်လုပ်တယ်အဆရာမကဒါလုပ်ပါဆိုရင်ဒီဟာလုပ်တယ်ဆရာမကဟိုဟာလေးမလုပ်ပါနဲ့ဆိုမလုပ်ဘူးဒါမျိုးကိုရှောင်တာကိုပြောတာအဲ့တော့ဆရာမကိုအမြဲနာထောင်တယ်ဒါဆိုငါတို့ဆိုတော့ we ဒီမှာအမြဲတမ်းဆိုရင်ကျမတို့က always လေးသုံးပါတယ် always 2 hour teacher we are always ဆိုရလား no မရဘူးเนาะ we always listen to our teacher we always listen to our teacher ဒါဒီ simple tense တွေနဲ့မှဆင်မသုံးထားတာအောက်မှာဆင်မဘာ tense လေးသုံးမဲ့ဆိုလို့ရှင် present continuous tense နေတယ်လို့ပြောမယ်အဲ့ဒီနေတယ်လို့ပြောရင်ဆင်မတို့ဒီ verb to be ခေါ်ပေးရတယ်နော်အဲ့ဒါအမှတ်ထားမယ်နော်အောက်ကစာကြောင်းလေးဖတ်ရအောင်သူတို့ bus ကစောင့်နေကြသည် လုံနေတယ်လို့ပြောတာမလားအဲလုံနေတယ်လို့ပြောရင်ဘာ tense သုံးတာအဲ့ဒါ present continuous tense လုံးနေရာဆိုရင်ဘာသုံးတာ present continuous tense ဒါကြောင့်မို့ am is are ရောင်းမှာ verb ing လိုက်ပေးရမယ်နော်ကျွန်မဒီမှာလက်ရည်ကနည်းနည်းလေးပါပဲတော့ရပြီဒါဆိုရင်သူတို့ဆိုတော့ they are waiting for the best အဲ့တော့ they are waiting for the best ဒီနေရာမှာအာသုံးရတဲ့အကြောင်းရင်းဒီဘာ tense မို့လို့ present continuous tense မဟုတ်လို့အပေါ်ကဟာတွေမှာ msr 6ဖက်မှားမယ်နော်ဒါကအကုန်လုံး simple present tense ဒီဘက်သုံးထားတာနော်အောက်ရောက်မှဆင်မစီပြန်စလေးနည်းနည်းပြောင်းလိုက်လို့ရှိရင် msr plus ပပရန်စီနေလိုက်ရနော်